ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ရောစပယ်ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကတော့ဒီလာမယ့်ဂျွန်ဂျူလိုင်ဩဂတ်လအတွင်းမှာဂုံးဆင်းပြီးတော့ free ရှိမဲ့ skin တွေအကြောင်းနဲ့ဒီလျောက်လာမယ့် event တွေကိုပြောင်းလဲပြီးတော့ပြောပြပေးသွားမှာဖြစ်တယ်ဒါကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ကြည့်ပေးဖို့တောင်းဆိုချင်တယ်ဒီဗီဒီယိုကတော့ YouTube ဒီ Access Indo Channel ကနေယူထားဖြစ်တဲ့အတွက်သူ့ကို credit ပေးပါတယ်ဒါဒီတော့ထုံးစံတိုင်းမဲ့ဗီဒီယိုလေးကိုစလိုက်အောင် ဒီပထမဆုံး event အနေနဲ့ပြောပြရမယ်ဆိုရင်တော့ဒီ Oster event တွေကတော့မပြောတော့ဘူးเนาะ Oster event ကလာမယ့်25ရက်နေ့မှာရောက်ရှိလာမှာဖြစ်တဲ့အတွက်မပြောတော့ဘူးအဲဒါပေမဲ့လည်းတိတ်ပြောမသိချာသေးဘူးเนาะဒီတော့ဒီအခု aspirant event ဒီ page 3အကြောင်းပြောပါမယ်ဒီ page 3ကတော့ Dallasly နဲ့ Changel ရဲ့ skin တွေဖြစ်တယ်။အဲဒီ event ကတော့လာမယ့်ဂျွန်လ18ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်။ Original server ကိုရောက်ရှိလာတဲ့အခါကျရင်အဲသူကဒီ10 roll တိုင်းမှာပေါ့နော်။ ဒီ epidermal မဟုတ်ပိုကောင်းတဲ့ collateral skin တွေပါရနိုင်တယ်အဲဒီ tendon တိုင်းမှာဒီ skin နေပေါ့နော်ကိုက epidermal ပေါ့နော်အဲ့လိုမျိုး bone ရှိရကျော် skin တွေပြန်ပေါက်နေတဲ့သူက fiber gun တွေပြန်ပြောပေးပါအောင်မယ်ဒါတော့သူက bone ကိုလည်းဖြစ်တာဖြစ်တဲ့အတွက်ဒီ bone လေးပေါ့နော် bone ကိုပဲခေါ်ပါမယ်အဲ့လိုမျိုးလည်းဖြစ်တာဖြစ်တဲ့အတွက်အဲခုံးဆင်းရလည်းလွယ်တယ်ဒါပေမဲ့ဒီ ကိုကန်ကောင်းတော့ကန်ကောင်းတို့ပေါ့နော်ဒီ expand skin တန်ရပွားတော့ပြင်ပါလေအဲဘာဖြစ်ဖြစ်ဒီ event လာရင်တော့ခုံစင်းချဖို့ပြောချင်တယ်သူကတော့ဂျွန်လာ16ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်ကဲဒီတော့ကျွန်တော်တို့ဒီ update တွေကတော့ကျွန်တော်ရဲ့ Telegram channel မှာပဲများသောအားဖြင့်တင်တယ်ဒီမှာ YouTube မှာတော့တိတ်ပြီးတော့တင်လေးမရှိဘောနော်အဲဒီပုံလေးတွေပြောပါတယ်အဲ့လိုမျိုးတိတ်ပြီးတော့တင်လေးမရှိတော့ကျွန်တော်ရဲ့ Telegram channel ကို join ထားပြဖို့ပြောချင်တယ်အဲဒီ event ကတော့ Freedom and Page 1 Page 2နဲ့ခါလာမှာဖြစ်တဲ့ အဲကြောင့်မို့လို့ပါပဲဖြစ်ဖြစ်အဲ freedom page 1 page 2ပေါင်းရအောင်တော့မှဒီ skin တစ်ကောင်ကတိုင်းပြီးတော့ရနိုင်တယ်ပြီးတော့ကျွန်တော်နောက်ထပ် event ကိုသွားလိုက်ရအောင်နောက်ခုအနေနဲ့တော့အားလုံးစောင့်မျှော်နေကြတဲ့ go skin event ဖြစ်တဲ့ဒီ season event ကတော့ဇူလိုင်လ10ရက်နေ့မှရောက်ရှိလာမှာဖြစ်ပါတယ်ဒီတော့ဒီ event မှာတော့ထုံးစံအတိုင်းပဲဒီ first general မှာဆိုရင်ဒီ brand ရဲ့ဒီ skin ပေါ့နော်ဒီ brand ရဲ့ normal skin ကိုရရှိမှာဖြစ်တယ် normal skin ဆိုတာဒီ sexy ရဲ့ ပါဟာဝင်လာတဲ့ဒီစကင်ကိုပြောတာပေါ့နော်အဲ့မှာထုံးစံအတိုင်းပဲရရှိမှာဖြစ်တယ်ဒီစကင်ပေါ့နော်အဲဂျန်နက်စကင်တွေတော့ဒီ normal ပေါ့နော်ဒီအစိမ်းအောင်စကင်တွေတော့ diamond 1288လုံးနဲ့ဝယ်ရမယ်ဒီ gold စကင်ကိုတော့ coin 1000တောင်မဟုတ်1400နဲ့ဝယ်ရမှာဖြစ်ပါတယ်အကြားထားသလောက်က1400လို့ကြားထားတယ်ဒါပေမဲ့ ဒီ1200လည်းဖြစ်သွားရင်ဖြစ်သွားနိုင်တယ်ဗောနော်ကျွန်တော်ဒီ Naruto ရောမှာဒီ1200ကိုအဲ1200ကို1200ပြန်ပြီးပြောင်းလဲသေးတာပဲဗျာအဲဒါလည်းပြောင်းလဲသွားနိုင်ပါတယ်ကဲဒီတော့ဒီ event ဟာဆိုရင်ထုံးစံအတိုင်းပဲ free token က page 1 page 2နှစ်ခါလာမယ်ဒီ event နဲ့ပတ်သက်ပြီးတော့ share video တွေမှာလည်းအများကြီးရှင်းပြခဲ့ဘူးတယ်ဗောနော်ဒီတော့ဒီ event ကတော့တိုက်ပြီး trade to ပြောကြမလို့ဘူးလို့ထင်တယ်ဒါမဲ့သူက July လ10ရက်နေ့မှာရောက်ရှိလာမှာဖြစ်တဲ့အတွက်လက်ရှိမှာဆိုရင်တလား တလားတော့မရှိတော့တလားဝင်ကြည့်ပါတော့တလားကြော်ကြော်လာတော့ကြံသေးတယ်တလားကြော်ကြော်လာတော့ကြံသေးတာဖြစ်တဲ့အတွက်ဒီ event ဝင်သေးချပါကုန်းဆင်းကြဖို့ပြောချင်တယ်ဒီတော့ဘာပဲဖြစ်ဖြစ်ဒီ event မှာလိုက်ပြီးတော့ကုန်းဆင်းကြည့်ကြပါဒီ gold skin တွေကလည်းလုံးဝမိုက်တာဖြစ်တယ်ချောင်းပလီအင်းနေကတော့သေချပါယူသေးတဲ့ skin တစ်ကောင်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်လေးကိုလည်းလာရပါတော့ဒီတော့ဒီ event ရောက်လာတဲ့အခါကျရင်သေချပါကုန်းဆင်းကြဖို့ပြောချင်ပါတယ်ဒါဒီကကျွန်တော်နောက်ထပ် event တစ်ခုကိုထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ နောက် event ခုက July Okay စက်တင်ဘာလအတွင်းမှာမရရှိလာမယ်ဒီ July August တွေမှာဆိုတော့ဘယ်လိုဖြစ်သွားပြီးတော့အဲ့လိုမျိုးတုံးခုတော်ဖြစ်သွားရတယ်ဆိုတော့ဒီ July လလကုန်ပိုင်းမှာလာရင်လာမလာရင်တော့ဒီ August လလအစပိုင်းနဲ့ဒီစက်တင်ဘာလအစပိုင်းအစပိုင်းမှာလာပြီးပါဘောနော်ဒီဩဂလအစပိုင်းမှာလာပြီးတော့စက်တင်ဘာလအစပိုင်းမှာပြီးမှအောင်ပြောတာအဲ့လိုမျိုးပေါ့နော်ဒီတကယ်လို့ဇူလိုင်လနောက်ဆုံးအပတ်ထဲမှာလာရင်လည်းသူကဒီဩဂလပထမဒီ လာလေပိုင်းမှာပြီးမှာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီဇူလိုင်ဩဂတ်စတင်မှာဆိုပြီးတော့၃လကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီအတွင်းမှာပဲသူကရောက်မှာပေါ့နော်ဒီ event ဟာဆိုရင်လည်းတကယ်မိုက်တယ်အဲဂျိတ်လီနဲ့ဆွဲပြီးတော့ချတဲ့ဒီ event ပုံစံ display ကတော့လုံးဝရှင်မိုက်တာပေါ့နော်ဒီဘုံထဲမှာရုပ်ကောက်ရတဲ့ပုံစံအတိုင်းပဲတော်တော်လေးကိုလည်းမိုက်တယ်အဲသူကလည်းဒီ bingo event ဖြစ်တယ်ဒီ bingo event ကလည်းတိတ်ပြီးတော့လာတာ မလာဘူးဆိုတော့ပေါ့နော်အခုမှပြန်ပြီးရောက်ရှိလာတာဖြစ်တယ်အဲ quiet နဲ့လင်းလင်းရမယ် event တော့လာမယ်မကြခင်ပေါ့နော်ဒီမကြခင်ရက်ပိုင်းအတွင်းမှာ oster event လာမယ်ပြီးတော့မှဒီ bingo event ဖြစ်တဲ့ aspire event လာမယ်အဲ့ဒါပြီးသွားရင်တော့ဒီစိတ်စရာစိတ်စရာပြီးသွားရင်တော့ဒီ event ဟာရောက်ရှိလာမှာဖြစ်တယ်ဒီ hello kitty summary ကို event ဟာဆိုရင်တော့ဒီပထမဆုံး trend draw မှာဆိုရင် florian skin ကို fiy ရှိမှာဖြစ်တယ်ပြီးတော့ Florence ကမရှိသေးအရှိပြီသားလူတွေကဘာရမှာလဲသူသူရ Bright Blue ထဲမှာပါဝင်လာတဲ့ Collector Skin အမမဟုတ်ဒီ Epic ပေါ့နော် Limited Lucky Box Skin အဲ့လိုမျိုးတွေရနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့တခုမမိုက်တာကဒီ event ကလည်း skin တော်တော်များများပေးတယ်ဆိုပေမဲ့လည်းဒီရှေ့က express event လောက်တော့အရင်ကြီးမပေးဘူးဘာလို့လဲဆိုတော့ဒီ express event ကဒီ10တော့ဖောက်မယ်ဆိုရင်စကင်အနည်းဆုံး3000ကနေ9000လောက်ပေးတယ်ဒီ event မှာကတော့ တိတ်ပြီးတော့ပေးလေးတော့မရှိဘူးဒါပေမဲ့ပေးလိုက်ရင်လည်းအကောင်းစားတွေပေးတာလည်းမြင်ရပါတယ်အဲနောက်ကွာဒီ event ကဘင်ဂိုနဲ့သွားတဲ့ event ဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းစိတ်ရှိမှရပါမယ် freedom က page 1 page 2တခါလာမှာဖြစ်ပြီးတော့ freedom က page 1တစ်ခုကို16ကပ်ရမယ်စုစုပေါင်းနှစ်ခုဆိုတော့30နံပါတ်ကပ်ပေါ့နော်ဒီတော့ဘာဖြစ်ဖြစ်မိုက်တယ်လို့ပြောလို့ရရင်ဂုံးစရလူရဲ့နေရာလုံးဝရှယ် အဲဒီကလေးရောက်လာခဲ့တဲ့ခါကျရင်လည်းအားလုံးအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။နောက်ခုနေရတာ Metro 0 Event ဒီသူ့ရဲ့ date ကတော့လက်ရှိမှာကတော့အသေးသေးချာချာတော့မသိထားရသေးဘူး။အဲသူကဆိုရင်လည်းဒီ August စတင်မှာလောက်လာအတွင်းမှာပေါ့နော်။ဒီ Sanrio Event အပြီးလောက်မှာမှပဲသူကရရှိလာတော့မှဆိုပြီးတော့ date ကရွှေ့ထားတယ်။ဒီတော့ဘာပဲဖြစ်ဖြစ်အကုန်စင်းရင်ကြဖို့ပြောချင်တယ်။ဒီ Event ကတော့ quiet နဲ့လဲလျာမှာဖြစ်တယ်။အဲဒီအခုနောက်ပိုင်းဒီလာမဲ့ နောက်ပိုင်း event ရာဘယ်လိုလဲဆိုတော့ bingo တစ်ခု꽌တယ်လဲ bingo တစ်ခု꽌တယ်လဲဆိုပြီးတော့သွားมาဖြစ်တယ်။အဲသူ့ရဲ့ quain เนี่ยတော့ထောင်းနေရတဲ့လဲလဲရမှာဖြစ်တယ်။လက်ရှိမှာတော့ဒါ Yobi event က scale နဲ့အစားထိုးပြပေးထားတာဖြစ်တယ်။အကုန်လုံးอ่ะဗောနော်ဒီအစားထိုးပြပေးထားတာဖြစ်တယ်။ဒီမှာဆိုရင် Asia Sbound Roger ရဲ့ skin ကပါဝင်လာတာဖြစ်တယ်။ကဲဒီတော့တကယ်လို့ကိုကသဘောကျတဲ့ skin ရှိတယ်ဆိုရင် diamond ကတော့ ထုံးစံအတိုင်းပဲကျိုးစုမှရရမှာဖြစ်ပါတယ်။ဒါကြည့်တော့ကျွန်တော်တို့အနေနဲ့ပေါင်လာတဲ့ price ဘူးကအစားတို့ပြထားပေးရဖြစ်တဲ့အတွက်ဘာမှတေချာမပြတော့ဘူး။ video လေးကတလောက်ပဲ။ long video တစ်ပုဒ်မှာပဲကျွန်တော်ပြန်ပြီးတော့ဆောင်တွေ့ကြပါမယ်။အားလုံးပဲ bye bye ။